လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ မတရားမျိုးနဲ့တငါရွာခေါ်ကြောက်စစ်ကြီးရွာဘက်မင်းအောင်လိုင်တစ္ဆာကံစိုးစုစစ်ကြောင်းရောက်လာတဲ့အချိန်အစောပါရွာနီးမှာရှိတဲ့ကြောက်စစ်ကုန်းခြောင်ကူတဒါဖြတ်စည်းခံရတယ်လို့သတင်းရရှိပါရယ်စိုးစုကမတရားကတဆင့်မန္တလေးမတရားဆင်ကိုတပိတ်ကျဲမို့ကုတ်ဗမော်ကာလမကြီးအတိုင်းစစ်ကြောင်းထိုးလာပြီးတော့အောက်တိုဘာ29ရက်မှာတငါတောင်ရွာအနီးထိရောက်ရှိလာတယ်လို့ဒေသတွင်းစီးရီးသတင်းမြစ်တွေကပြောပါရယ်တငါတဒါအပေါ်ရင်တငါရွာနဲ့ရင်းနှသာရွာစတဲ့မရီယာစင်ကူလမ်းမိုင်းပေါ်က ရွာကြီးတွေကို2024နှစ်လယ်ပိုင်းကစလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဦးဆောင်တဲ့တော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးဆစ်ရှုံးကမတရားမျိုးနယ်တဲ့ပိတ်မိခံရတဲ့စိုးစုဟာလက်ရှိမှာတော့တရုတ်နဲ့ရုရှားကထောက်ပံ့တဲ့ drone နည်းပညာနဲ့လေကြောင်းအားကိုကဆစ်ရှုံးနယ်မြေတွေပြန်လည်ရရှိဖို့အတွက်စစ်ကြောင်းထိုးနေပြီးတော့မတရားနယ်မှာလဲတန်ခါရဘက်ထိစစ်ကြောင်းရောက်ရှိလာနိုင်တာ မရယာအရှိချမ်းကဆယ်တော်ကြီးကိုလည်းစစ်ကြောင်းတစ်ကြောင်းဥတီနေတယ်လို့စည်ရဲသတင်းမြစ်ကပြောပါရယ်မရယာစင်ကူးလမ်းမိုင်းပေါ်ကကြောက်စရကုံတန်ကွန်ကွန်ကရစ်တရားဖြက်စီးခံရတာနဲ့ပတ်သက်ပြီးတော့ TNN အနေနဲ့ PDF အဖွဲ့ကလုတ်တာလို့စုပ်စုကသတင်းဖြန်ပါရယ်တန်ခါတရားဟာအရှိပေ360နဲ့အကျယ်ပေ30ရှိတဲ့တရားဖြစ်ပြီးတော့မိုင်းခွဲခံရလို့65ပေလောက်ကျိုးကြပျက်စီးသွားပါရယ် အော်တိုဘား29ရက်ကလည်းစကိုင်းတိုင်းရွှေဘိုမြို့နယ်ကြောင်မြောင်းမြို့မန္တလေးတိုင်းစင်ကူးမြို့ကိုဆက်သွဲထားတဲ့ရွှေဘိုကြောင်မြောင်းမိုးကုတ်ကားလမ်းပေါ်က ERR မြေကူးတံတားကြီးတစ်ခုဖြစ်တဲ့ရန်နာတိန်ကတံတားဖြည့်ဆည်းခံရပါသေးတယ်။အဲ့ဒီတံတားကိုလည်း TNN အနေနဲ့ PDF တွေကဖြည့်ဆည်းတာလို့အစိုးရကသတင်းဖြန့်ပါတယ်။အဲ့ဒီတံတားနှစ်ခုဖြည့်ဆည်းခံရတာနဲ့ပတ်သက်ပြီးဘသူကဘာကြောင့်ဖြည့်ဆည်းတယ်ဆိုတာကိုတော့ MMB အနေနဲ့အတိမပြုနိုင်သေးပါဘူး။တံငါတံတားအပေါင်းရင်မန္တလေးမဒီယာမိုးကုတ်ကားလမ်းတစ်လျှောက်ကဖြတ်တန်းသွားလာနေတဲ့ ြည်သူတွေကိုစိုးစုကရန်ပြုဖမ်းဆီးတပ်ဖြတ်တာဝေညက်နေလို့ပြည်သူတွေအဲ့ဒီလမ်းကိုအသုံးပြုခွင့်မရတာနှစ်ပေါက်နေပြီဖြစ်ပါတယ်။လက်ရှိမှာတော့မရီယာနယ်က MDY PDN နဲ့မဟာမိတ်ဒေါ်လန်ရေးတပ်တွေတနေ့ကြာကြာသိမ်းပိုက်ထားတဲ့နေမြေတွေကိုဒီနေ့ဇူလိုင်ကစပြီးတော့စိုးစုကထိုးစစ်ပြန်ဆင်လာတာပဲဖြစ်ပါတယ်။အဲ့ဒီလိုထိုးစစ်ဆင်ရမှာဒရုန်းနဲ့လက်နက်ကြီးလေရင်အားကိုနဲ့ထိုးလာတာလို့သတင်းမြစ်တူကပြောပါရတယ်။ ။လက်တလုံးမှာတော့ညပိုင်းမှာမြေပြင်စစ်ကြောင်းထိုးနေတယ်လို့မတရားဒေသခံတို့ကပြောပါရယ်။လက်တလုံးမှာတော့စိုးစုဟာတော်လန်ရေးတပ်တွေတနစ်ကြကြသိမ်းယူထိန်းချုပ်ထားတဲ့အထက်ကနေပြီးတော့မန္တလေးမတရားနဲ့ပသိမ်ကြီး၃မြို့နယ်မှာရှိတဲ့အယ်ဖာဘီလာမြေစက်ရုံဖျောင်းအောင်တပ်တူတွင်းနဲ့ကြောက်တရားကြီးရွာစားတဲ့စည်ရေးရအရေးပါတဲ့ဒေသတချို့ကိုပြန်လည်သိမ်းယူထားပါရယ်။